အပြင်မှာဝယ်စားရင်ဈေးကြီးကြီးပေးရတဲ့စမော၅ကိုအကောင်လိုက်ဝယ်ပြီးအိမ်မှာကိုယ်တိုင်လေးစားရင်တန်တလားဒါမှမဟုတ်ဆိုင်မှာစားရင် ပိုတန်တလားဗီဒီယိုလေးကိုလိုက်ကြည့်လိုက်အောင်စမော၅လလဆဆလေးယူသုံးချင်တယ်ဆိုလို့ရှိရင်တော့မက်ခိုမှာရရှိနိုင်ပါတယ် ခုလိုဆမ်မွန်၅ကိုအကောင်လိုက်ဝယ်တဲ့အခါဘာတွေရတယ်ဆိုလို့ရှိရင်တော့အလဲအကျိုးယူရဲ့ခေါင်းရဲ့ရပါတယ်ပြီးရင်တော့နောက်ထပ်ဆာဆမီလောက်စားမလားဒါမှမဟုတ်ရင်ဆမ်မွန်ထရီယာကီလောက်စားမလားအသားနှစ်ဖက်ပါပါတယ်เนาะဟိုဘက်တစ်ဖက်ဒီဘက်တစ်ဖက်တစ်ဖက်ကိုအလေးချိန်က1ကီလိုကျော်ကျော်2ကီလိုလောက်ရှိပါတယ်သူတို့စီမှာအကောင်လိုက်ဝယ်မယ်ဆိုလို့ရှိရင်အလဲအကျိုးယူလည်းထုတ်ပေးသလိုအယိုးအမြင်သေးသေးလေးတွေပါသူတို့တစ်ခါတည်းနှုတ်ပေးပါတယ်ဆမ်မွန်၅လီးတဲ့အခါမှာဒါကထက်နေဖို့အရေးကြီးပါတယ်ကျွန်တော်ကြတော့အိမ်မှာရှိတဲ့ဓာ ေးနဲ့ပဲအဆင်ပြေသလိုလုပ်ပြထားပါတယ်အရင်ဥဆုံးအရေခွန်လေးတွေကိုခွာထုတ်ပေးရပါမယ်အခွန်ခွာပြီးတိုင်ကြံခဲ့တဲ့ငါးရဲ့အရေလေးတွေကိုအခုလိုတ िश ူလေးနဲ့လဲဆင်အောင်တုပ်ပေးပါဆင်အောင်တုပ်မှသာငါးရဲ့ညီနန်းလေးတွေတက်တာမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့အနီတော်တုံးလေးတွေတုံးပါမယ်ခင်ဗျာကျွန်တော်ကတော့ဂျပန်လိုင်းမှာအတွေ့အကြုံဝန်ရနေတဲ့အတွက်ကြောင့်အခုလိုလေးပဲကိုပိုင်းတို့လေးလီးထားပါတယ်ခင်ဗျာ စမောငါဆိုတာကြတော့အခုလိုလက်ဆက်လေးသူ့ကိုအစိမ်းစားလေးပို့ရတာရှိလေပါပဲငါရဲ့အရသာဘိုင်းကိုပြောကြည့်မယ်ဆိုလို့ရှိရင်ဘိုက်သားကအစီလေးပါပြီးတော့စားတဲ့ခါမှာအနံ့လည်းမွေးသလိုအလေပိုင်းကြတော့လည်းအစီနဲ့နေပြီးတော့အသားများပါတယ်အမီပိုင်းကြတော့လုံးဝကိုအရသာမရှိလို့ကျွန်တော်မကြိုက်ပါဘူးခင်ဗျာ ဒီနေ့ဗီဒီယိုတော့ဒီမှာပဲအဆုံးသတ်ပါမယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတင်မှာကျွန်တော်တို့ထပ်ပြီးတော့ဆုံတွေ့ပါမယ်